အလင်းရောင်မရှိချိန်မှာအော်တိုမီးဖွင့်ပေးမဲ့စနစ်ပါဝင်လာတဲ့လူရန် S90D EV ဆိုင်ကယ်လေးဒီအပိုင်းဈေးကွက်ထဲကို95မော်ဒယ်တဲ့လက်မြင့် version ရောက်ရှိလာပါတယ်။ဒါကြောင့်ဒီကနေ့မှာတော့ Motonic ရဲ့ဆိုင်ကယ်ချစ်သူမိတ်ဆွေတွေအတွက်အဲ့ဒီဆိုင်ကယ်အကြောင်းကို review လုပ်ပေးသွားကြမှာတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြွကြောအောင်ပါ။ Motorbike Order တယောက်ဖြစ်ပါတယ်။95မော်ဒယ်တဲ့ Luyan S90 EV ဆိုင်ကမှာ LED daylight မီပါရှိတာအပြင်ရှင်မကြီးကနေအလင်းရောင်ပျောက်ပြီးညမောင်တာနဲ့ auto milling payments နဲ့ပါရှိလာတာပါ ရှီမီကြီးလင်းမှုခလုတ်တီးတဲ့နှိတ်ဆရာမလို့ပဲဘေးဘက်ဝန်ကျင်မောင်တော်ကနဲ့အလိုလျောက်ရှီမီကြီးကလင်းလာမှာပါထပ်ပြီးထူးကြတာက EV ဆိုင်ကယ်လောကမှာပထမဦးဆုံးအေးကန်အေးနီးပညာလက်ကွက်ကိုလီမော်တာကိုတုံးထားတယ်မော်တော်ဝက်ကို1900မော်တော်ဝက်3မီတာသလိုအဲ့ဒီမော်တာကိုလည်း3နှစ်တိတိအာမခံပေးထားတယ် မြန်မာပြည် EV ဆိုင်ငယ်ဈေးကွက်ထဲမှာမော်တာအမကန်3နဲ့ဆိုတာလူရန် EV တမျိုးလည်းပဲရှိသေးတယ်လို့ပြောရမယ်။လူရန် S90 EV ဆိုင်ငယ်ရဲ့မော်တာကအထူးအောက်ကနေပစ္စည်းလက်ကအေးပြောရင်နဲ့ပေါင်းဆက်လှုပ်ဆောင်ပေးထားတဲ့လက်ကွက်6လီမော်တာကိုတုံးထားတာပါ။လက်ကွက်6လီမော်တာဟာမော်တာရဲ့အပူချိန်ဟီးတက်တာကို38ရာခိုင်နှုန်းလောက်ထိချစ်ချင်းလျှော့ချပေးနိုင်တယ်။ မော်တာဟီးတက်တာမဖြစ်လေလေပတိကထောက်ပံ့ပေးတဲ့ဘူအားတိုင်းမော်တာကတရားရဂိုင်နှုံးအပြည့်အလုံးလုံးပေးလေလေပါပဲပတိကိုလည်းရေတွေးကောင်းတဲ့ Grand Vee Jevetry 82ဘုတ် 23A ရှိတဲ့ပတိ6လုံးကိုတက်စင်ထောက်လုပ်ပေးထားတယ် ကွန်ထိုလာဆိုလဲ82ဗို့40 MPa တိခဏရင်ရှိတဲ့ FOC Vector ကွန်ထိုလာကိုအသုံးပြုတာအကြောင်းတိကျတဲ့ liver ထိန်းချုပ်မှုအောင်မှာတိကျတဲ့တွချွတ်မှုတွေနဲ့ချောင်းမွေးတဲ့စီးနှင်းမှုအတွေ့အကြုံကိုခံစားရစေမှာဖြစ်ပါတယ်။လူရန် S90 EV ဆိုင်ငယ်မှာကြည်လင်ပြတ်သားစွာမြင်နိုင်တဲ့နှစ်ထပ်ပါရှိတဲ့ LED မျက်နှုံးပြတ်တိုင်ခွင့်နဲ့သူ့ဒီဇိုင်းကိုလည်းမြင်တဲ့သူတိုင်းသဘောကျမှာတိကျပါပါတယ်။ ဒါအပြင်မောင်းနှင်ဒေါ်လာဖို့ရိုးရိုးကီးနဲ့ဖွံ့ဖြိုးလို့ရတယ်လို့ NFC Smartcard နဲ့လည်းဖွံ့ဖြိုးလို့ရတယ်။ NFC Smartcard ကတိုင်းခွင့်ကိုစကန်ဖတ်လိုက်တာနဲ့အော်တိုဖွံ့ဖြိုးလို့ရမှာပါ။ပြီးတော့ထိုင်ကုန်ဆိုလဲတော့တဲ့အသုံးပြုစရာမလိုပဲလက်ကင်ကခလုတ်ကိုနှစ်ချက်နှိမ့်လိုက်အောင်နဲ့အလိုလျောက်ဖွင့်လို့ရမယ်ထိုင်ကုန်ကတူပေါက်ကဆိုင်ငယ်အုပ်ထုပ်တလုံးပြင်တူလီမိုလီပစ္စည်းအများပြားပါထပ်တလို့ရအောင်ထိကျဲဝင်တာကအင်ရှင်မတွေအကြိုက်ဖြစ်စေမှာပါ ရောင်းနှဆင်ကမော်တဲ့လူရန် S90 EV ဆိုင်ကမှာမိုင်အပြည့်ဆိုရင်ပတိစီတို့ကနေတရားရဂိုင်းနှုန်းအထိကိုမိုင်90ဝင်းကျင် မောင်းနေတော်လာနိုင်တယ်လို့အမြင့်ဆုံး top speed က55 km အထိဆွဲလို့ရမယ်။ထပ်ပြီးထူးကြတာကအဲ့ဒီ top speed ကိုပုံမှန်ထက်ပိုဆွဲပိုတင်နေတဲ့ speed ပုံမြင်နေဆိုရင်လူရန်ရဲ့မန္တလေးမြို့ကတနုကုမ္ပဏီ limited မှာတည်တဲ့ဝန်ဆောင်မှုရနိုင်ပါသေးတယ်။လူရန် S90 EV ဆိုင်ကရဲ့ရှေ့တရရောနောက်တရနှစ်ခုလုံးကိုအည်တွေးကောင်းတဲ့90 80စနစ်စိုက်ကျွပ်ပလစ်တာတွေနဲ့တက်ဆင်ထုတ်လုပ်ပေးထားတယ်။ ရှီဘရိတ်နဲ့နောက်ဘရိတ်ကိုဒစ်စဘရိတ်တွေတုံးပေးတာပြီးတော့ရှီဘောက်ဆိုရင်အလူမီနီယံစလင်ဒါဟိုက်ဒရောလစ်ကိုတုံးပေးတာတယ်။ နောက်ပေါက်ဆိုလည်းညင်ညောင်းကြံခန်နဲ့ spring ဖောက်ကိုတုံးပေးထားတယ်အဲ့ဒီလိုဘက်ထရီမော်တာကွန်ထရိုလာနဲ့ဖောက်ဆွမ်းဆောင်ရည်တွေကြောင့်95မော်တယ်လူရန် S90 EV ဆိုင်ငယ်မှာ15ဒီဂရီကုန်းဆောင်အနေထားဒီပါမောင်းနေနိုင်မှာပါဈေးဝယ်သွားချင်းတပိဆိုင်တိုင်းချင်းစတဲ့ဆိုင်ကခဏရန်နာခဲ့ချင်းမျိုးမှာတခုရန်အနေကာကွယ်ဖို့အလန့်ချစ်ဘေးစနစ်ပါဝင်လာတယ်လို့တစုံတစ်ယောက်ကဆိုင်ကိုဆစ်ရွှေ့သွားရင်မော်တာကိုလော့ချပေးတဲ့ anti tip အလုံးကြုံရေးစနစ်လည်းပါရှိလာတယ် ထပ်ပြီးထူးခြားတာက 4MB 6G အာတွင်းဒေတာဖြစ်တဲ့အတွက်0ကနေတရရခိုင်နှုန်းအထိကို6နာရီပဲအာတွင်းရမယ်အဲ့ဒီလူရဲ S90 EV ဆိုင်ကယ်ကိုဘက်ထရီနဲ့ကွန်ထရိုလာကိုတနည်းတတိအမကန်ပေးထားပြီးတော့မော်တာကို၃နှစ်တတိအမကန်ပေးထားတယ်။အယောင်နေနဲ့ဆိုရင်အနည်းရောင်အဖြူရောင်ခဲရောင်အပြရောင်စတဲ့အယောင်၄ရောင်နဲ့ထွက်ရှိထားတယ်။ အဲ့ဒီလိုအာမခံချမ်းနဲ့လူရန် S90 EV ဆိုင်ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်မန္တလေးမြို့38လမ်း82လမ်းနဲ့83လမ်းကြားကတနုကုမ္ပဏီ limited showroom မှာဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဖြစ်ဒီမှာလဲ Motonikin ဆိုင်ကချစ်သူမိတ်ဆွေတွေအတွက်အခြားသောနာမည်ကျော်ဆိုင်ငယ်မျိုးစားတွေကိုထပ်မံ review လုပ်ပေးသွားပါဦးမယ်။